ီခန်းလေးကတော့တယောက်ကို6000ပဲရှိပါတယ်။ဒီခန်းလေးကတော့ဒါဈေးနှုန်းကတသိန်း4000ဖြစ်ပါတယ်။ဒီခန်းလေးဈေးနှုန်းကတော့တသိန်းပါ။ဒီထောင်မှာ CCTV ရှိပါတယ်။အားလုံးပဲမင်္ဂလာပါရှင်။ဟိုကဒီတစ်ခေါက်မှလည်းဒါအင်းစိန်လမ်းမပေါ်ကဒါတန်လမ်းမှတိုင်းနာကဒါအမျိုးသမီးတိတက်အဆောင်လေးကို vlog ရိုက်ဖို့အတွက်ရောက်နေရပါ။အဲ့တော့ဒီနောက်မှမြင်နေရတဲ့အတိုင်းပေါ့နော်။ဒီနေရာကဒါတန်လမ်းမှတိုင်းပါပဲ။ဟိုဘက်ဒီတမိုင်းအင်းစိန်ဘက်ကလာတဲ့ဒါတန်လမ်းမှတိုင်းပေါ့နော်။အနီးဆုံးကတော့ဒါဒီဘက်မှကြည့်လိုက်မယ်ဆိုလို့ရှင်ဟိုမှာ အဂျန်ဂျီလည်းရှိရပေါ့နော်အဲအကြောင်းမလို့အဆောင်နဲ့ဂျန်ဂျီနဲ့နီနီလေးဆိုတော့ညဘက်မုန်နေပါထွက်ဝယ်လဲအဆင်ပြေရဲအဲ့တော့လမ်းနေမှာဆိုလို့ရှိရင်အာဒီဘက်မှာရှမ်းမစတိုးရှိရပေါ့နော်ဒါရှမ်းမစတိုးဘေးကလမ်းလေးတဲ့ဝင်ရမှာပါအဆောင်ရှိရတာလမ်းထဲဝင်လာပါပြီဒါလမ်းထဲကနေဆိုလဲဒါတိတ်တော့မလျှောက်ရဘူးဘောနော်အဆောင်ကတော့ဒီမှာပါဒါမှဆိုင်းဖို့လည်းရှိပါသေးတယ်အရန်ရှာရလွယ်ပါတယ် အဆောင်အခန်းကြီးဒီအခန်းကြီးအားလုံးကတရားခန်းကြီးပဲပေါ့နော်အဲဟိုမှာနမူနာကြည့်ကြရအောင်တရားခန်းတစ်ခန်းကိုပြပေးမယ်အာဒီအခန်းလေးရတာတရားခန်းပါဒီခန်းလေးကတော့ဒါဈေးနှုန်းကတသိန်းလေးတောင်းဖြစ်ပါတယ် facility အနေနဲ့ကတော့ကဒင်ပါမယ်ပြီးပစ္စည်းတင်မှုစပွဲပဲပါပါမယ်အခန်းထဲမှာတော့ကို့မီခလုံနဲ့ကို့ပါပြီးတော့မီလုံးလည်းပါပါမယ်ဒီခန်းလေးရတယ်တယောက်ခန်းပါပဲဒီခန်းကတော့စောနာပြခဲ့တဲ့အခန်းနဲ့နည်းနည်းလေးချင်းတယ်ပေါ့နော်ဒီခန်းလေးဈေးနှုန်းကတော့တသိန်းပါ အနေကြီးမျိုးသမီးတည်တဲ့အဆောင်မှာကဒီမျိုးအဆောင်စီကန်းလေးတွေလည်းကပ်ပေးထားရပါတော့နော်တယောက်ခန်းပြပွားပြီးဆိုတော့ဒီဘက်ချက်မှာနှစ်ယောက်ခန်းထပ်ပြီးရှိပါတယ်ဒီနှစ်ယောက်ခန်းလေးကတော့အပေါ်မှာလေဒါပတင်းပေါက်လုပ်ပေးထားတော့အလင်းရောင်လည်းကောင်းကောင်းရရပါတော့နော်ဒီခန်းလေးကတော့တယောက်ကို၉တောင်းပဲရှိပါတယ်ပြောရှင်ပစ္စည်းတင်ဖို့သပွဲလေးပါမယ်ဒါမီးလုံးနဲ့ပေါ့နော်ကိုမီးခလုံးနဲ့ကိုပါပဲရေပိုးမီးပွားတော့အပီးအစီးပါအဲ ရေးသားလည်းရှိမှာပေါ့နော်အဲတခြားအဲစင်းနဲ့တိုင်ပေးပါတယ်တခြားရေဖို့မိဖို့အပီးစီဆိုတာတခြားမီတာကလည်းပါတယ်ထပ်ပြီးတော့ပေးစရာမလိုပါဘူးအဲ့တော့ဟိုကအခုမိဖို့ချောင်ပြပေးပါမယ်မိဖို့ချောင်ကတော့အခုနကဝင်လာတဲ့လမ်းပါပဲပေါ့နော်ဟိုကတေချာထပ်ပြပေးပါမယ်အမိဖို့ချောင်ကတော့ဒီနေရာပဲပေါ့နော်ဒီနေရာမှာပဲကိုယ့်အကိုထမင်းချက်စားလို့ရတယ်အရေကတဲ့တိုင်ဖာညာတော့မရှိဘူးပေါ့နော်ဒီနေရာမှာကိုယ့်အကိုစိတ်ချထမင်းချက်စားလို့ရပါတယ်ဒီဘက်ချမ်းမှာတော့ဒါရေချိုးခမ်းပါမထာရေချိုးခမ်းမှာအထဲထဲမှာစီပိုင်းလည်းရှိပါတယ် ဒီဘက်ခါတော့ toilet ပေါ့နော်ဥမာ toilet တော့ရှိုင်းမပြတော့ဘူးဒီဘက်မှာဆိုလို့ရှိရင်ဒါပစ္စည်းတင်ဖို့ဆင်လဲပါမယ်ပေါ့နော်ကိုပါကိုဒဲဦးနီတို့ဟိုအိုးတွေခွက်တွေပေါ့နော်ကိုပါတင်လာလို့ရပါတယ်ပြီးလို့ရှိရင်ဒီဘက်ထဲမှာလည်းဒါ basin တစ်ခုထပ်ပြီးတော့ရှိပါတယ်အော်ပြီးတော့ငါအခုနလာတော့ CCTV တွေ့လိုက်ရောဒီမှာဒီအဆောင်မှာ CCTV ရှိပါတယ်ဒီရှိမှမှာလည်း CCTV တစ်လုံးရှိသေးတယ်ဒီဘက်မှာလည်း CCTV တစ်လုံးရှိသေးရပေါ့နော်ဟိုဘက်မှာ အဲ့တော့ဒါဒီဆောင်မှာဒါအားလုံးခြုံပြီးပြရမယ်ဆိုလို့ရှိရင်ဒါရေပိုးမီးပွားလည်းအပီအစီပြီးတော့နာကျင်ပေးပေါ့နော်စပွန်ငွေရတော့2000ပေးရပါမယ်အကြောင်းအစုံတရားတစ်ခုကြောင့်မနေဖြစ်တော့ဆိုလို့ရှိရင်တော့အဆောင်ပိုင်းရှင်တို့လည်းအကျိုးပြီးတော့ပြောပြရပါမယ်အဲ့တော့ဒီဆောင်မှာဒါ CCTV ကလည်းရှိတယ်ပြီးတော့မှတ်တိုင်ကလည်းလမ်းဒိတ်တင်ဆိုတော့ဒါအရန်ကိုအစင်ပြရပေါ့နော်အဲ့တော့ဒီဆောင်မှာနေဖို့တော့စိတ်ဝင်စားရဆိုလို့ရှိရင်တော့ ဒီဘက်ကအခုပြထားတဲ့ဖုန်းနံပါတ်လေးတွေဆက်သွယ်လို့ရပါတယ်ရှင်ဒါဥမာတို့ကဒါရန်ကုန်မှာအဆောင်ရှာနေတဲ့သူတွေအတွက်ဒါအဆင်ပြေပြေနဲ့နေလို့ရအောင်လို့အဆောင်တွေကိုလိုက်ပြီးတော့ဒါရေကူးတင်ဆက်ပေးနေတာဖြစ်ပါတယ်ရှင်အဲဆိုရင်နောက်ဘက်တွေမှာဘယ်အဆောင်တွေကိုလိုက်ပြီးတော့ရိုက်ပြပေးဦးမလဲဆိုတာစမ်းကြည့်ပေးကြပါအောင်ရှင်